မိတ်ဆွေများကျမ်းမာဘေကင်းကြပါသေးဗျာအော်တိုဘာလ3ရက်နေ့နေကမတ်အတွက်ဒီမြမမီတာတွေတက်ကနေပြီးတော့ဒီ news တစ္ဆာ channel ကနေပြီးဒီကောင်းလို့ရရာသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီအေအေတင်ထားတဲ့တောင်ကုတ်ဘရောင်းလမ်းပေါ်ကလေတာတောင်စခန်းကိုအကျန့်ဖက်စစ်တပ်ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ် နောက်ဖရူဆိုကနေဘောလ်ခဲဘက်ကိုလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်တာမှာကြာဆုံးမှုတွေအတော်များတယ်လို့သိရပါတယ်။နောက်တရက်မင်းလာလမ်းပိုင်းစစ်ရင်တန်းပစ်ခတ်မှုမှာ6ဦးသေဆုံးတယ်လို့သိရပါတယ်ခင်ဗျာ။ပြီးတော့တီဘောမြို့ကို ပေါင်900ဘုံနှလုံးနဲ့ကျဲသွားပါတယ်။ဒီကြောက်ဖြူမှာအေအေကခြုံကိုတိုက်ခိုက်လို့ဒီအချမ်းဖက်စစ်တပ်ကဗိုလ်မှူးအဆင့်ပါဝင်30လောက်တင်းဆုံသွားတယ်လို့လဲသတင်းတွေကဆိုပါတယ် နောက်ပြီးတော့နိုင်ရကန်တိုက်ပွဲကနေပြီးတော့ထွက်ပြေးလာတဲ့စစ်တုံးပါ28ဦးကိုဟို PRA မကွေးအဖွဲ့ကနေပြီးတော့အရှင်ဖမ်းဆီးထားတယ်လို့သိရပါတယ်။နောက်မန္တလေးမြို့လေကောင်မှာရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုတွေလုပ်ပါတယ်။ဒီသတင်းတွေကိုတင်ဆက်ဖို့စူးစမ်းထားတာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ဒီရခိုင်နဲ့ဘကူးအဆက်တောင်ကုန်းနဲ့ဘရောင်းလမ်းမော်ကရကတက်တော်အေအေနဲ့ပူပေါင်းတက်တွေသိမ့်ပိုက်ထားတဲ့ လေသာတောင်စခန်းကိုအကြံဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူတွေနဲ့ဒီလနှစ်ရက်နေ့ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရှိရပါတယ်ခင်ဗျာဒီလေသာတောင်စခန်းကိုစစ်ကောင်စီစီကနေပြီးတော့အေအေကပြန်သိမ်းထားတာသူတို့စစ်တပ်ကပြန်လို့ရယူဖို့ဒီကြိုးစားနေလို့တိုက်ပွဲတွေကပြင်းထန်နေဒရုန်းနဲ့မြေပြင်ကလက်နက်ပစ်ကူပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒီနေရင်စာသတင်းဌာနကိုဒီစီရင်သတင်းရေးမြစ်ကပြောဆိုထားတာဖြစ်ပါတယ်မြန်မာစစ်အုပ်စုကအရကတပ်တော်သိမ်းပိုက်ထားတဲ့မြို့နယ်စငါးခုတဲမှာရခိုင်ကတောင်ကုတ်အန်းတန်တွဲနဲ့ကွာတို့မှာလာမဲ့ရုပ်ောက်ပွဲကိုကျင်းပကျင်းနေတာကြောင့်တောင်ကုတ်ဘရောင်းယိုးလန်းနဲ့မင်းဘူးအန်းယိုးတောင်လန်းတွေကနေရခိုင်ပြည်နယ်တဲကိုဝင်ရောက်ဖို့အပြင်းထန်ထိုးစစ်ဆင်ပြီးတော့ကြိုးစားနေတာဖြစ်ပါတယ် ဒီဒီလိုဝင်ရောက်ဖို့အင်အားတွေအလုံးရင်းဖြစ်ပြီးတော့လေကြောင်းပစ်ခူဒရုန်းပစ်ခူတွေနဲ့စတေမာလာတက်လာအောင်ထိုးစစ်ဆင်ပေမဲ့လည်းဒီယူမတောင်ခြေရင်းကိုတောင်မကျော်နိုင်ပဲဖြစ်နေတဲ့အပြင် အေအေရဲ့ဝိုင်းဝန်းခြေမုံတာကိုခံရတဲ့အတွက်အင်အားလည်းအများပြပြုံးတိနေတယ်လို့လည်းစီရီတရင်ရင်းမြစ်တွေကပြောပါတယ်ဒီကြားထဲမှာရှေတန်းကာကင်းတွေရိတ်ခါထောက်ဖို့လုပ်တဲ့စခန်းတချို့အေးအေးလက်ထက်ကိုရောက်သွားတဲ့အပြင်တပ်သားတွေထွက်ပြေးတာလက်နက်ချလင်းဝင်တာအကြဆုံးတွေ များတာနဲ့လည်းရင်ဆိုင်နေရပါတယ်ခင်ဗျာအခုလက်ရှိဘကိုးတိုင်းအရခဒေသထိစပ်နေတဲ့နေရာတွေမှာမယမနထူးထစ်ဆင်လာတဲ့အကြမ်းဖက်မြန်မာစစ်တပ်တပ်ရင်းတွေကတော့စက္ကခဆက်ခွန်စက္ကခ၁၄လက်ရောက်ခံတပ်ရင်းတွေဖြစ်ကြပြီးတော့အင်အား1900လောက်ထိဒီပါဝင်တယ်လို့မြန်မာကြမီကအရခတ်တပ်တော်ကထုတ်ပြန်ထားတဲ့သတင်းမှာဖော်ပြထားပါတယ်။ဒီအခုလိုအင်အားပြည့်ထိုးသည့်စင်ပေမဲ့လက်စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေအောက်မှာပုံစံမျိုးမျိုးနဲ့ အတင်းအဓမ္မစစ်သားထူထောင်ထားပြီးတော့ရက်တူတင်နဘေးကတင်နဆင်းလာတဲ့ရဲဘော်တစ်တွေနဲ့စုဖွဲ့ထားတဲ့တရင်တွေဖြစ်တာကြောင့်လေရင် drone တွေနဲ့ပစ်ကူပေးတာတောင်းအေအေနဲ့ပူပေါင်းတပ်တွေကိုမြေပြင်မှာမရှင်နိုင်ဘဲဖြစ်နေတယ်လို့မြေပြင်စစ်ရေးတရေအေးမြစ်တွေကပြောကြပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ဖရူဆိုကနေဘောလ်ကက်ဘက်ကိုလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်တာမှာစစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများတယ်လို့ဆိုပါတယ် ဒီစက်တင်ဘာလ28ရက်နေ့မှာဒီဖရူဆူဘက်ကဘောခက်ဘက်ကိုလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့အင်အား900လောက်ပါတဲ့ရန်နိုင်မင်းစစ်ကြောင်းကို KNDF နေပြည်တော်အလဲပိုင်းတိုင်းကနောင်စစ်ကြောင်းနဲ့600နှစ်တိုင်ရင်တို့ကပူးပေါင်းပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်က90ထက်မနည်းတည်ဆုံခဲ့ပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကအထိနာပြီးတော့စစ်ကြောင်းတစ်ခုလုံးတပ်ပြက်ကပြန်ဆုတ်သွားတယ်လို့လည်းသိရပါဗျာခင်ဗျာ အလာဒူဘက်စက်တင်ဘာ15ရက်နေ့ကလည်းဘောလ်ကက်ဘက်ကဖားဆောင်ဘက်ကိုစစ်ကြောင်းထုတ်ဖို့ထွက်လာတဲ့အာတရာလောက်ပါတဲ့စစ်တပ်စစ်ကြောင်းကိုလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်တာမှာစစ်သား25ဦးသေဆုံးပြီးတော့ဘောလ်ကက်ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်မကွေးတိုင်းတရက်မင်းလာဘက်ကစီရီတရင်တစ်ခုကိုဆက်တင်ပြလိုပါရစေ။ ဒီမကွေးတိုင်းတရက်ခရိုင်မင်းလာမြို့နယ်တရက်မင်းလာလမ်းပိုင်းတဟပ်ပေရင်းနမောအနီးမှာအောက်တိုဘာ2ရက်ညနေ4နာရီလောက်ကကားလေးသီးပါစစ်ရင်နှန်းကို တော်လိုက်အရာသူတွေက ပြစ်ခတ်တက်ခိုက်တာမှာ6ဦးသေဆုံးပြီးတော့73ဦးဒဏ်ရာရခဲ့တဲ့အကြောင်းဗမာပြည်ကာကွယ်ရေးတပ် USBA ကတရင်ထုတ်ပြန်ပါတယ်အဲ့ဒီတေဆုံမှုတွေကအမှတ်နဲ့ကာကွယ်ရေးဆက်ယုံကပ္ပဆာနှစ်အတွင်းကိုတည်ဆောင်းသွားပြီးတော့ထိခိုက်ဒဏ်ရာရသူတွေကိုလည်းစိတ်ကူးတမှုပေးနေတယ်လို့သိရပါတယ်ခင်ဗျာ အဲ့ဒီ USBA ပြန်ကြားရေးတာဝန်ခံကိုသာချူပြောတာကကျွန်တော်တို့ပြစ်ခတ်နေတဲ့အချိန်အတွင်းမှာရတကုန်ငါတည်းမောင်းဝင်လာတာကြောင့်အဲ့ဒီကားကိုမထိအောင်ရှောင်ပစ်ရင်းနဲ့ပြအားရှော့ချခရတာမှုစစ်ခွေးတွေအကြဆုံးနဲသွားတာ73ဦးတန်ရပြီးတော့6ဦးသေဆုံးတဲ့အကြောင်းကိုဖေသည့်တရေရသိရတာပါလက်နက်ခရမ်းတင်းစီရမိတာမျိုးတော့မရှိပါဘူးရဲဘော်တွေအထိကမ်းမရှိပဲပြန်ဆုတ်နိုင်ခဲ့ပါတယ်လို့ဒီပြောပြပါတယ်ခင်ဗျာ ဒီအဲ့ဒီစစ်ကလေးသီးပေါ်မှာကပ္ပစနှစ်မလွန်ကအင်အားတရာလောက်ပါပြီးတော့အထက်မင်းလာမျိုးနယ်လင်းကဲရဲစခန်းကအနီးတစ်ဝိုက်ကျေးရွာတွေကို3ည8ရက်စစ်ကြောင်းထိုးပြီးပြန်လာတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီ USBA နဲ့ပူပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့တာမှာပြန်လဲပြစ်ခတ်တာမရှိရတ်တန်တာလည်းမရှိပဲမောင်းပြေးပြီးတော့တဟပင်ဂျီနမ်မော်ရောက်ချိန်မှာကားရပ်လို့လက်နက်ကြီးချက်ပေါင်းများစွာနဲ့ပြန်လဲပြစ်ခတ်ခဲ့တာလို့သိရပါတယ်ခင်ဗျာ အဲ့ဒီဖြစ်စဉ်အတွက်မှာစစ်တပ်ကတည်ဆုံတာနဲ့ပတ်သက်လို့ AOD သတင်းဌာနကအတည်ပြုနိုင်တာမရှိသေးဘူးလို့လည်းပြောပါရတယ်။အဲ့ဒီတိုက်ခိုက်ခံရတာကြောင့်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာတွေပြုလုပ်နေတယ်လို့လေကြောင်းကလည်းတိုက်ခိုက်လာနိုင်တာကြောင့်တဟပ်ပင်ရေနံမောအနည်းကပြည်သူတွေစည်ရည်တရိနဲ့နေထိုင်ကြဖို့နဲ့ ခီးသွွားပြည်သူတွေအနေနဲ့စစ်ရင်တန်းတွေနဲ့မီတာ300အတွက်အနီးကပ်လိုက်ပါတာမလုပ်ဖို့ပြစ်ခတ်တန်ကြလို့ရှိရင်ဘေးကင်းရာတွေမှာခက်တရနာထားပေးဖို့ USBA ကသတိပေးထားပါတယ်ခင်ဗျာနောက်စစ်တပ်ကကြောင်မဲကိုတင်ပြီးတဲ့နောက်မှာအခုဒီဘောကိုဘုံနေကျနေပါတယ်ခင်ဗျာ ဒီ PSLF DNA လေးထိန်းချုပ်ထားတဲ့သီဘောမြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်900ဘုံနှလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သီဘောမြို့ကမြို့သားတူကဒီရွှေဖင်မြေသတင်းဌာနကိုပြောဆိုထားပါတယ်။မနေ့ကအောက်တိုဘာလ2ရက်ည10:15မိနစ်မှာသီဘောမြို့စံဖိတ်ရက်ွက်မှာရှိတဲ့ကုမုဒ္ဒရာဟိုတယ်ကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဟိုတယ်ရဲ့နောက်ဖက်ခြံကျတာအဆောက်အုံတော့ထိတယ်အဲ့ အဲ့ဘက်ကအိမ်တွေလည်းမရှိဘူးတောင်ယာတွေနဲ့တင်ကျိုင်းကုန်းတွေပဲရှိတာလို့ဒီဘောမျိုးကမျိုးသားတူကပြောပြပါဗျ။ပြီးခဲ့တဲ့ဇူလိုင်လ၄ရက်ကလည်းဒီအော်တိုဘာ၃ရက်အထိဒီဘောမျိုးကိုချစ်တက်ကလေချောင်းကနေဆယ်ကြိမ်အထိဘုံကျဲတက်ခိုက်ခဲ့ပြီးဖြစ်ပါဗျ။မနေ့ကအော်တိုဘာလ၂ရက်နေ့မနေ့9ရက်နေ့15မိနစ်မှာလည်းနတ်မတူမျိုးရက်ွက်ရှစ်မှာရှိတဲ့လူနေအိမ်ထူတတ်တဲ့ရက်ွက်ထဲကိုပေါင်900ဘုံနဲ့ကြက်ချတက်ခိုက်တာကြောင့်ဒေသခံ၄ဦးသေဆုံးပြီးတော့ 6ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျာ။နောက်ရခိုင်ပြည်နယ်ကြောက်ဖြူကတရင်တစ်ခုကိုဆက်ပြီးတင်ပြလိုပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာဒီထိုးသစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုအရကတပ်တော် A ကခြုံကူတိုက်ခိုက်တာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်မှူးအဆင့်အပါဝင်30လောက်တေဆုံးသွားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကြောက်ပြမျိုးနယ်ဂေါ်တူတောင်တန်းအနည်းဝင်းကျင်ကိုဒီစက်တင်ဘာ29ရက်မှာစစ်ကြောင်းထုတ်လာတာကြောင့်အကြမ်းဖက်စစ်ကြောင်းဟာဂေါ်တူတောင်တန်းနဲ့ကလပါကျေးရွာကြားမှာအေအေရဲ့ခြုံကိုတိုက်ခိုက်တာကိုခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရတဲ့အတွက်အကြမ်းဖက်စစ်တပ်ကအခုလိုတေထုံရတာဖြစ်တယ်လို့ဒေတာတွေစစ်ရေးသတင်းအရေးမြစ်တခုကဒီနေရီတရာသတင်းဌာနကိုပြောဆိုထားပါတယ်။ ဒီပထမလာတဲ့စစ်ကြောင်းကို AAD မှာချိန်မုန်းခံရလို့ဒုတိယစစ်ကြောင်းလာတယ်အဲ့ဒီစစ်ကြောင်းကို AA ကစနစ်တကျနဲ့ညအချိန်မှာခြုံခိုးဝင်တိုက်လို့ဗိုလ်မှူးတယောက်ပါတဲ့စစ်သား30ကျော်တည်တယ်ကျွန်တော်တို့တိတိကျကျရထားတဲ့သတင်းဖြစ်ပါတယ်လို့အဆိုပါဗိုလ်မှူးအဆင့်ပါစစ်ကြောင်းကစတေမာ30ရက်နေ့ညမှာအထိနာပြီးတော့အလောင်းတွေကိုအောက်တိုဘာ1ရက်နေ့မှာလာရောက်ဆွဲထုတ်သွားတယ်လို့စီးရီးသတင်းရင်းမြစ်တူကဒီနေရင်စရာသတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ် ပူမှုအဆင့်ပါတဲ့စစ်ကြောင်းကအမှတ်32ရက်တရင်ဘက်ကထိုးတက်လာတဲ့စစ်ကြောင်းဖြစ်ပြီးတော့အင်အား190လောက်ပါရှိပါတယ်။အဲ့ဒီလိုချုံခိုးတိုက်ခိုက်ခံရတဲ့အတွက်စနေမှာ29ရက်နေ့ကစလို့အော်တိုဘာ1ရက်မနက်ပိုင်းတိနှစ်ဖက်တိုက်ပွဲတွေအလွန်ပြင်းထန်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒီအမှတ်32ရက်တရင်ပြည်စစ်ကေဘက်ကတက်လာတဲ့စစ်ကြောင်းနဲ့တညောက်ရီရေတပ်ဌာနချုပ်ဘက်ကတက်လာတဲ့စစ်ကြောင်းတို့ဟာဂေါ်တူတောင်တန်းပတ်ဝန်းကျင်နဲ့ တစ်ပုတ်တောင်တိုက်နယ်ကလပါကြားမှာအေအေရဲ့ဆီရေးပြီးတော့အောက်မှာအကြဆုံးအထိကိုက်များပြီးတော့အလူးလဲခံနေရတယ်လို့လည်းသိရပါတယ်ခင်ဗျာစတေမာ29ရက်နေ့ကလည်းတညောက်ရီရတဌာနချုပ်အနီးမှာရှိတဲ့စီဖိုဘက်ကနေပြီးတော့ကလပါကြီးရဘက်ကိုစစ်ကြောင်းထိုးလာတဲ့ချမ်ဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနဲ့ရဲတပ်ရင်32ကထွက်လာတဲ့အင်အား100ကျော်ပါဒီစစ်ကြောင်းတို့ဟာရှေ့တဲ့နောက်စစ်တက်လာပြီးတော့ဂေါ်တူတောင်တန်း ကလပါကြေးရွာအနားရောက်မှာအေအေရဲ့ခြေမုန်းခြင်းကိုခံလိုက်ရတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီကြောက်ဖြူမြို့ပြင်ပမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအကျန်းဖက်စစ်တပ်ကအကြဆုံးများပေမဲ့လည်းအင်အားတွေကိုထပ်ဖြည့်ကာထိုးစစ်ပြန်ဆင်လာတာကြောင့်တိုက်ပွဲတွေကတော့နေ့စဉ်လိုလိုနေရာကွက်ပြီးပြင်းထန်နေတဲ့အကြောင်းသိရပါတယ်ခင်ဗျာ ဲနောက်အေအေနဲ့ပတ်သက်တဲ့သတင်းတစ်ခုပါပဲဗျာအဲ့ဒါကတော့ဒီမကွေးတိုင်းငဖဲမြို့နယ်အမ်ပရန်လမ်းပေါ်မှာတရှိတဲ့နိုင်ရီကန်စကန်သိန်းတိုက်ပွဲကနေပြီးတော့ဒီထွက်ပြေးလာတဲ့စစ်အုပ်စုတပ်သား28ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့မကွေးတိုင်းတော်လိုင်းအင်အားစုတွေဖြစ်တဲ့လူထုတော်လိုင်းမဟာမိတ်အင်အားစု PRA မကွေးကအောက်တိုဘာ2ရက်နေ့မှာသတင်းထုတ်ပြန်တာဖြစ်ပါတယ်ဒီတော်လန်ရဲ့အင်အားစုတွေကစီရေးကုံတွေရအချက်ချကြတဲ့မကွေးတိုင်းငဖဲမြို့နယ်အမ်ပရန်လန် ပဋိမုံရလန်းအုပ်စုတွေကိုထိုးစစ်တင်တိုက်ခိုက်နေတာဖြစ်ပြီးတော့အံဗရန်လမ်းမှာတရှိတဲ့နိုင်ရံတိုက်ပွဲကထွက်ပြေးလာတဲ့စစ်အုပ်စုတပ်သား28ဦးကို အရှင်လက်ရဖမ်းဆီးခဲ့တာလို့တော်လိုင်းမာမင်းအာသူကဆိုပါတယ်ခင်ဗျာဒီဒီလိုထွက်ပြေးလာတဲ့စစ်အုပ်စုတပ်သားတွေဟာမကွေးတိုင်းအခြေစိုက်စစ်အုပ်စုတပ်တွေဖြစ်တဲ့တမ99နဲ့စကကခ16လောက်ကန်တိုက်ရင်တွေဖြစ်ပြီးတော့စစ်မှုထမ်းတပ်သားတွေအများစုပါဝင်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖန်တီထားတဲ့တပ်ဖွဲ့ဝင်များစုကစစ်မှုထမ်းဥပဒေအရအဓမ္မပေါ်တာဆွဲခံရပြီးတဲ့နောက်အပတ်စဉ်ခွန်ကနေ73အထိတနန်းစင်းထားတဲ့တပ်သားအစ်စ်တွေဖြစ်ပြီးတော့စစ်စည်းကမ်းနဲ့အညီထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိအချိန်မှာတော့စစ်အုပ်စုတပ်တွေကအဓမ္မစစ်သားအစ်စ်စုတောင်းခံရသူတွေကိုအုံချပြီးတော့မကွေးတိုင်းအပါဝင်နိုင်ငံတော်ဝန်ထိုးသိမ်းတိုက်ခိုက်နေပြီးတော့တော်လိုင်းအင်အားစုတွေ ပေါင်းစည်းညီညွတ်က CO2 မြေပြည်ရေးအတွက်ဆင်နွှဲသွားဖို့ PRA မကွေးကထုတ်ပြန်ချက်ကနေပြီးတော့တစ်ဆင့်နှိုးဆော်ထားတာလည်းရှိပါတယ်ခင်ဗျာဒါအပြင်မကွေးတန်းရခိုင်ပြည်ကိုဆက်သွယ်ထားတဲ့အမ်ပဒန်လမ်းမယူမဘော်ကအကြီးဆုံး CO2 စကန်ဖြစ်တဲ့နိုင်ရကန်စကန်ဝင်းကျင်ကကာကင်စကန်တွေကိုအရက်ကတက်တော်နဲ့တော်လိုင်းပူပေါင်းဖွဲ့တွေကထိန်ချုပ်လိုက်ပြီးတဲ့နောက်မှာနိုင်ရကန်စကန်ကိုဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့စီရေးတရေမြင့်အချို့ကလည်းပြောဆိုကြပါတယ်ခင်ဗျာ နောက်တဲ့တတပုတ်ကတော့ဒီမန္တလေးမြို့လေကောင်မှာရုပ်ောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုလှုပ်သွားပါတယ်။စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့လေတနေရာမှာရုပ်ောက်ပွဲဆန့်ကျင်ရေးလူထုလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့မန္တလေးတပိတ်ကောင်းဆောင်တဦးဖြစ်တဲ့ဒေါက်တာဒေသာဆန်းကအတည်ပြုပါတယ်ခင်ဗျာ။ပြူလက်ပါးစီတွေတောင်းကျမ်းတာစစ်မှုထမ်းကောင်းတဲ့အတေအရမဖန်းစီငွေညစ်တာတွေကိုဇက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူများရဲ့ယင်ထဲမှာဖက်စစ်စတက်နဲ့အာနာသိန်းစီအုထုအပေါ်နာဂျီချက်တွေကယင်နဲ့အပြည့်ပါဒါပြင်အခုစီအုထုကလုံမဲ့အတူရောင်ရွက်ောက်ပွဲလုံပွဲကိုလည်းခါးသီးစွာဆန့်ကျင်ယူမုံကြပါတယ်လို့တပိတ်လှုပ်ရှားမှုတပ်ပုံလိုနဲ့အတူရေးသားထားပါတယ်ဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးပဲတပိတ်မောက်အတူရောက်ရွေးကောက်ပွဲလူလူအားနဲ့တက်ဖြစ်ကြ တင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးပါနဲ့စတဲ့ရွက်ောက်ပွဲစန့်ကျင်ရေးစာသားတွေရေးသားတဲ့စာရွက်တွေကိုမန္တလေးမြို့လယ်တနီယာမှာတပိတ်ရဲဘော်တွေကကြေကြာခဲ့ကြတာဖြစ်ပါတယ်။ဒီတော်လိုင်းရေးမှာပြည်သူကအ धिक ဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့ငုံ့မခံပဲရရနေနဲ့တုံ့ပြန်ကြဖို့လိုတယ်လို့လည်းဒေါက်တာတေသာဆန်းကတိုက်တွန်းထားတာဖြစ်ပါတယ်ခင်ဗျာ။အော်တိုဘာလ3ရက်နေ့နေကင်းပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။